ညောင်းပိုင်းချိန်ကာလဖြစ်ပါတယ်။ပြင်ပမှာ မိုးရေဟာတပြောင်းပြောင်းနဲ့ကျဆင်းနေပါတယ်။ဒီချိန်ဘကိုးမြို့ပေါ်ကရက်ကွက်တစ်ခုအတွင်းအင်္ဂလိပ်တစ်လုံးစီမှာတော့ဆေးဆရာကြီးဦးမောင်တယောက်အရှိစီကနေဟောင်းနွမ်းလွန်းနေပြီးစာရွက်တွေဟာဆွေးမိနေကကင်ထားတာတတိထားလို့ကင်နေရပြီဖြစ်တဲ့ကျန်းစာအုပ်ကြီးကိုပြောင်းနိုင်ပြီးလက်စီကကင်ပြီးတော့အသေးအံဖတ်မှန်းနေပါတယ်။ဆေးဆရာကြီးဟာကျန်းစာအုပ်ကြီးရဲ့စာတွေကိုတည်တည်မဲမဲဖတ်ရှုနေတာဖြစ်လို့မှတ်သားစရာတွေကိုလည်း လက်ဘေးစီကစာရွက်စီမှာမှတ်သားနေပါတယ်။တခါတခါမှာတော့ကျန်းစာမှာပါတဲ့စာပိုက်တွေကိုအတန်ထွက်ပြီးရွတ်စုံနေတတ်ပြန်တယ်။တချို့စာပိုက်တွေဆိုရင်တော့မမတ်တင်နေဖြစ်အောင်နှစ်ခေါက်သုံးခေါက်ကိုရွတ်စုံနေနေပြုလုပ်နေပါတယ်။ဒေဝနဲ့ကျန်းဒီစေးကျန်းကိုနှီးယူခေါင်းစင်းလူစင်သွေးဖဆေးပြတလူကြည်စင်ဖော်တာပြရာရီလမြေရင်ဝကား ဂါထာကုံမံကုယတန်တိတေဝေနေသောနတ်မီဩကသေလာကရဲ့ရှမ်းပပေးမိစေစရာကြီးဟာဒီချမ်းစာကြီးကို အပီတိဖက်ရှုပြီးစီတဲ့ချိန်နောက်ဆုံးကြံ့ရတဲ့စေချမ်းကြီးနဲ့ပတ်သက်လို့တင်စားထားတဲ့စာပိုက်ကိုတောင်းကောက်ထပ်မနေရွှေ့ပလိုက်ပါတယ်ပြီးတဲ့အခါမှာတော့ဒီချမ်းစာကြီးကို မျက်တနှုံးနဲ့ပဲယူရရပဲပိတ်ပြီးတော့တေချာတင်ဆက်တယ်နောက်တော့မျက်နှာကနေ ြေနက်တဲ့အပြုံတစ်ခုကိုလည်းပြုံးလိုက်ပါတယ်။ဒီဆေးကြံကြီးတိုင်းသာဆေးတွေကိုပေါ်ဆက်နိုင်ခဲ့မယ်ဆိုရင်တော့ဒီစဘူးမငါဟာလက်သက်စီဘကရဲလို့ကြွကြော့နိုင်ပြီဆိုပြီးတော့ရေရွတ်လိုက်ပါတယ်။ဒီလိုနဲ့နောက်တစ်ပတ်ကျမှတော့ဆေးဆရာကြီးဦးမောင်တယောက်တပည့်တူတာဖြစ်သူမောင်ဖိုးစီကိုခေါ်လို့ဆေးကြံကြီးတွေကဆေးတွေပေါ်ဆက်ဖို့ရာရုံးမတွင်တွေကဆေးပင်ဝါပင်တွေပေါများပေါရောက်နေတဲ့မြိုင်ဟဲဝန်တောစီကိုဝင်ရောက်ခဲ့ပါတော့တယ်။ဟဲဝန်မြိုင်တန်းတာမောပေလာ ရကုန်တိုင်းပန်းကြာဆုံးဆေးလက်ကြာတို့ပေါရောက်ပေလို့ဒူးစေဦးရဲ့ဆေးဆရာကြီးဦးမဟာရှေးကနေဂျိုင်းတောက်လေးကိုကင်လို့ရှေးကနေဟိုရန်တီရန်သွားလို့ဆေးပင်ရှာဖွေတယ်။အနောက်ကနေမောင်ဖိုးစီကတော့အထုပ်ပိုးလေးကိုထန်ပိုးရင်းနဲ့သူ့အတွက်တကားမှမရောက်ဘူးတဲ့တောနဲ့ခေါင်ခေါင်စီကအတွေ့အကြုံနဲ့အမြင့်ဆန်းအစ်စ်ဆန်းတွေကိုတန်အံ့တော်နဲ့ငိန်မောရင်လိုက်ပါလာခဲ့ပါတယ်။ဆေးကြံအရာကတော့စင်မီတောက်ပန်းပင်ကိုအရင်ဆုံးရှာဖွေရမယ်မောင်ဖိုးစီ။ အမေမရှိဘဲနဲ့ဦးမောင်ကပြောလာတယ်။ဒီတခါမောင်ဖိုးစီဟာဘေးပတ်ဝန်းကျင်ကိုငိမ့်မော့နေရကနေတတိဝင်လာပြီးတော့စီမီတောက်ဆိုတာဟိုအနေနဲ့အဝါဆက်ကြတိတ်ကိုလှတဲ့အပင်ကိုပြောတာမဟုတ်လားဆရာကြီး။အမှန်ပဲလေငါသဘက်ဒီတော်ထဲမှာရှိပါမလား။မောင်ဖိုးစီရဲ့မိကြောင့်ဦးမောင်တယောက်ပြောနေပြီးတော့ပုံမှန်လေတန်နဲ့ပဲမရှိရလားမောင်ဖိုးစီဟာဒီမြိုင်ဟေဟွန်းဆိုတဲ့တော်ကြီးထဲမှာတီလောကိတဆော်ကြီးက ဆဲပင်ပေါင်းတထောင်ကျော်လာရောက်ပြီးတော့စိုက်ပျိုးထားခဲ့တာတီတော်ကြီးကိုလော်ကီဘက်ကမြိုင်ဝင်လို့ခေါ်တယ်တို့တမန်လူတွေတက်ကတော့ဆက်မလိုက်တော့ဘောကွာဦးမောင်ကပြပြတာကိုမောင်ပိုးစီလည်းခေါင်းညှိပြီးတော့မသာထားပါတယ်စကားပြောရင်သူတို့တွေဆက်တိုးကြတော့အရှိတော်လမ်းရနေရာစီကနေအနေနဲ့အဝါဆက်ထားတဲ့စိတ်မေးတောက်ပန်းမင်းတွေအများပြားကိုလှမ်းတွေ့လိုက်ရတယ်ဒီတော့မှဦးမောင်ကဝမ်းသာအားရလည်းပဲပြေးပြီးတော့ယူတယ်မောင်ဖိုးစီကလည်းနောက်ကနေအပြေးလိုက်တယ် စင်မီတောက်ပန်းမွင့်တွေကိုခူးကြတယ်။ခူးလို့ပြီးတော့နှစ်ယောက်သားအမောပြေပြေအနားမှာပဲထိုင်နေကြတယ်။မောင်ဖိုးစီကနယ်ရှိုင်းလာတဲ့တောတောင်တွေကိုဝေဝဲကြည့်ပြီးတော့တစုံတရာကိုတွေးမိသွားတယ်။ဆရာကြီး။ဟေးနမ်မိမယ်ဆိုတာတကယ်ရှိလား။မောင်ဖိုးစီရဲ့မိကြောင့်ပဲဦးမောင်မျက်လုံးတွေပင့်တက်သွားတယ်။ဟာဘလို့ကြောက်များမေးတာတုန်းကဟုတ်လေငငယ်တုန်းကအခုလိုတောနှက်ကြည့်ရတဲ့မှာနမ်မိမယ်တွေရှိတတ်တယ်လို့အဖိုးဘွားတွေကပြောပြဘူးလား။ အမှတ်ရလို့ပါဗျ။ဒါတွေကပုံမြင်တတ်တတ်ပါကွာ။အော်ဒါဆိုအပြစ်မှမရှိဘူးပါဟုတ်လား။အေးပါကွာ။မောင်မိုးစီဟာသူ့အတွေ့နဲ့သူရှက်ကိုရှက်ကန်ဖြစ်ပြီးတော့ကြီးလိုက်မိတယ်။ဒါပေမဲ့ကွာငါစာအုပ်တုံးမှာတော့ဖတ်မှတ်ပူတာရှိတယ်။ထူးထူးခြားခြားဖြစ်ရလေပါကွာ။ဆရာကြီးရဲ့စကားကြောင့်ပဲမောင်မိုးစီတယောက်စိတ်ဝင်စားသွားတယ်။ဘာများလဲဆရာကြီးက။မင်းပြောတဲ့နတ်မိမယ်နဲ့လိန်ဆက်ဆံမှုတဲ့ပရင်နဲ့ကွာ။ပကံခက်ကားလို့ရေးထားတယ်။ ဆွေးဝင်စားစရာကောင်းလာကြီးလားပြက်ပြက်စံပေါင်းဆရာကြီးအေးထူးဆန်းလို့မှတ်တော်မှတ်ထားတယ်ဆိုပေမဲ့ဘယ်ဘရင်လဲဆိုတာငါအသေးချာတော့မှတ်မိဘူးကွအိမ်ဝဘရင်ပထမမင်းကောင်လားဒုတိယမင်းကောင်လားဒါမှမဟုတ်ဗကန်ခက်ကတရုတ်ပြေးမင်းလို့ခေါ်တဲ့နရသေဟာပတိလားသိတော့မသိချဘူးကွဒါပေမဲ့နာဟာသေဟာပတိနေနဲ့အဆင်ပြေတယ်လို့ပဲငါပြောလိုက်မယ်ကွအိုးဘယ်မင်းမဖြစ်ဖြစ်ပြပြောမှသာပြောစမ်းပါဆရာကြီးကျုပ်ကတိတ်ပြီးတော့သိကျင်နေပြီဗျဟဲ့ကော ကိုကိုလည်းထိန်းသမအောင်ကွာငါမင်းကိုပြပြမှာကမဟုတ်မဟုတ်တွေမဟုတ်ဘူးဘဟုတုတအနေနဲ့ပြပြမယ်ဟုတ်ပါပြီဆရာကြီးရဲ့ကျုပ်ကလည်းဘဟုတုတတွေ့ပါဗျမောင်ဖိုးစီမချစ်မရင်နဲ့ရီလိုက်ပြန်တယ်တကယ်တမ်းကျတော့လူပြိုပေါ့ကလာတာတယောက်နေနဲ့ဘဟုတုတအပြင်တခြားကောပါတယ်ဥမုံကတော့မောင်ဖိုးစီကိုဘာမှမပြောတော့ဘဲနဲ့သူပြောပြမယ့်အကြောင်းအရာကိုဆက်ပြီးတော့ပြောတယ်ဒီလိုကွာဟုတ်ကဲ့ဟဲ့ကောင်ငါစကားကိုလိုက်မထောင်နဲ့ စကားအလင်ပြတ်သွားတာမလို့ဥမောင်ကမှန်လိုက်တယ်။မောင်ဖိုးစီကတိကျင်စေရှိတာမလို့ငြိမ်ကုတ်သွားပြန်တယ်။နရတိဟပတိမင်းကြီးကတရုတ်တွေကျွတ်လာလို့အသိမျိုးစီကိုထွက်ပြေးတော့ကလန်ကုဒတော်တဲ့စီမှာမိုးကြီးရွာသွန်းတာကြောင့်သူ့ရဲ့နောက်ပါသားတွေနဲ့ကွဲထွက်သွားတယ်တဲ့။ပြီးတော့မိုးတွေကတိတ်ပြီးတိတ်အောင်ရွာနေတာဆိုတော့နောက်ပါတွေကလည်းနီးစက်ရခိုးကတ်ကြတယ်လို့စင်တန်းကလည်းစင်ပေါ်ကနေဆင်းပြေးတယ်။မင်းကြီးကမိုးကောင်းလုံးတော့ကြောက်စိတ်လွန်ခဲ့ပြီးတော့စင်ပေါ်မှာဝင်နေတာကွာ။ မိုးတန်ကြောင့်ရောအတန်ပလန်နေကြောင့်ရော မကြဘူးလေနောက်ဆုံးမိုးတိတ်ချိန်ကြမှာမင်းကြီးသူ့ဝင်းနေရာကနေထားကြည့်တော့သူ့လူတွေနဲ့တူတူရှိမနေတော့ဘူးတဲ့သူတယောက်တည်းဆင်းတကောင်နဲ့တော်ထဲမှာဝဲလဲလဲဖြစ်နေတယ်မိုးကရောထတာဆိုတော့ပတ်ဝန်းကျင်တစ်ခုလုံးကလည်းတော်ကိုတောင်ွေတွေနဲ့ပိတ်သဲနေတာကွာဆင်းကြီးကခြေဥတရာကိုတွားနေတာငါကိုကုန်းတရာပေးစမ်းကွာ မင်းကြီးကပြောတာလားဦးမောင်ကသူ့ဝါဖို့ကုန်းတရာတောင်းတာ ဇကားကဆက်သွားတော့မောင်ဖိုးစီကနားမလဲဘူးဒါကြောင့်ပြန်မေးပါတယ်မင်းပါကြီးမင်းကြီးကတောင်းရမှာလားငါဝါဖို့တောင်းတာကွာဟောဟုတ်ဟုတ်ကဲ့တကယ်ကိုဒူတဲ့កောင်းပဲကွာမောင်ဖိုးစီဟာလုံးဝခွန်းတုံမပြန်ဘူးဘလိုင်းထဲကကုန်းအစ်ကိုထုတ်ပြီးတော့ကုန်းတရာကိုယာပြီးဦးမောင်စီကိုလှမ်းပေးတယ်ဦးမောင်ဟာကုန်းရကိုယူတော့ဝါကပြစ်ခနဲ့နေအောင်ကုန်းတရွေကိုထွေးထုတ်တယ်ဆက်ပါအောင်ဆရာကြီးကစိတ်ဝင်စားစရာကောင်းနေပြီအေးကွာ ။စင်ကြီးကခြေဥတီရသွားနေတာကိုမင်းကြီးကဘာမှမလုပ်တော့ဘူးလေ။စင်မော်ကနေပဲဒီတိုင်းထိုင်နေပြီးတော့လိုက်နေမိတာ။တနေ့ရောက်တော့စင်ကြီးကကြည်ကနေဆိုပြီးကြောက်လန့်ကြအော်ရဲကွာ။မင်းကြီးကဘာဖြစ်တယ်လဲဆိုပြီးတော့ထိတ်ထိတ်ပြပြဖြစ်သွားတယ်။အဲ့ချိန်မှာပဲကောင်းကင်ကအလင်းဖြာရကြီးချဆင်းလာပြီးတော့စင်ကြီးအထက်လေးဟာနေထဲမှာရက်တက်နေတာတဲ့။မင်းကြီးလည်းဘာဖြစ်မလဲဆိုပြီးတော့တအံ့တော်ကြည့်နေတာ။အလင်းအောင်ကြီးကရုတ်တရက်ပြဲသွားတယ်ကွာ။ဒီခါမှာလေးဟာနေထဲမှာရက်နေတဲ့ဝိလစ်စလင်နဲ့ မဲမဲပြိုတယောက်တဲ့ခန္ဓာကိုယ်ကောက်ချောင်းကလည်းလှတယ်ရှာကြီးဖုန်ငယ်အတက်တွေကလည်းလုံးဝကိုမိမွေတိုင်းဖမွေတိုင်းမြင်နေရတာတဲ့စပင်ကလည်းနှက်မှောင်ပြီးတော့အရှိကြီးတဲ့ဆက်ပြပါဆရာကြီးကျုပ်ဖြင့်ရင်းတွေတုံးလာပြီဟဲ့ကတနာယူမနေနဲ့ဘုသူထအတင်းနဲ့တေချာနားထောင်ဟုတ်ပါတယ်ဆရာကြီးရဲ့ဆက်ပြပါမင်းကြီးကလည်းငေးပြီးတော့ကြည့်နေမိတာကွအဲ့ဒီချိန်မှာမဲမဲပြိုလေးကလေပေါ်ကနေပဲမင်းကြီးရှိရာကိုဆင်းသက်လာတယ်။နောက်တော့ မင်းကြီးကိုလည်းတန်ဝါသပြုလုပ်တယ်တဲ့စင်ကြီးပုံမှာပဲလားအေးလေစင်ကြီးပုံမှာပဲလေတန်ဝါသပြုလုပ်ပြီးတော့မင်းမပြူဟာမင်းကြီးရဲ့ရှင်ကုန်တဲ့ကနေရုံထွက်တယ်ပြီးတော့ကောင်းကင်စီပြန်တက်သွားပြီးတော့ပျောက်ကွယ်သွားတယ်တဲ့မင်းကြီးကတော့အဲ့ဒီနမမယ်ကိုမတော်ပါနဲ့မတော်ပါနဲ့ဆိုပြီးတော့အဝတ်စားတောင်ပြန်မဝတ်နိုင်မနဲ့ဩနေတာသူ့ရဲ့နောက်ပါသားတွေပြန်လာရှာလို့တွေ့တဲ့အထိပဲတဲ့ထူးဆန်းလိုက်တာဗျာနောက်မြန်မာတော့အဲ့ဒီနမမယ်က မင်းကြီးစီကိုပြန်လာသေးလားမလာတော့ဘူးတဲ့အဲ့ဒီဒီချိန်ပဲမင်းကြီးကတော့နမိမန်နဲ့တွေ့ပြီးကလေးကဘယ်မိမကောင်မှအနာကိုအကတ်မခံတော့ဘူးတဲ့အဲ့ဒီစိတ်နဲ့ပဲယူတယ်လို့ဖြစ်သွားကနေနောက်ဆုံးမှတားတော့ဖြစ်သူပြည်မြို့စားကလောက်ကြံတတာကိုခံလိုက်ရတယ်တဲ့စိတ်မကောင်းလိုက်ကြပြတကယ်ဆိုနမိမေကလာခဲ့ပြီးတော့ပေါင်းသိမ်းရမှာကိုပေါင်းသိမ်းတာမပေါင်းသိမ်းတာထက်အဲ့ဒီစားထဲမှာထည့်ပြီးရထတာကအဲ့ဒီနမိမန်တွေနဲ့သမီးတွေနဲ့ဆက်ဆံမိတဲ့သူတိုင်းတပတ်တွင်းမှာ အသက်ကံကုန်ရတယ်လို့ရေးသားထားတယ်။ဟာဒီလိုကြည့်လား။တော့ပါပြီဗျာတော့ပါပြီ။နမိမနဲ့တွေ့ကျင်စိတ်တွေလုံးဝမရှိတော့ဘူး။မောင်ဖိုးစီကပြပြတလဲပြပြတော့ဥမောင်ကရှိတယ်။ဘာလဲ။မင်းကနမိမနဲ့တွေ့မမထင်ဘူးကွာ။တွေ့ရင်တွေ့တော့ဒေတောင်ထဲမှာကဝေမင်နဲ့ပဲတွေ့လိမ့်မထင်နဲ့။ဟာဆရာကြီးကနောက်ပြီဗျာ။ကျောက်ကနမိမထောင်မှာကြောက်နေမိတာ။ကဝေမင်ဆိုရင်တော့ပိုးဆိုးပြီဗျာ။မောင်ဖိုးစီပြောတဲ့ပြောကြောင်ပဲ။ ဥမောင်ပြုံးနေပြီးတော့ကဲကောင်လေးမင်းနားထောင်နေတာလဲနားထောင်ပြီးပြီဆိုတော့နားရကလည်းအမောပြေးပြီးထပ်ပြီးတော့ရှာမယ်ဒီတကဘာရှာမှလဲဆရာကြီးစင်တရက်လွယ်ထဲမှာရှိတဲ့စိတ်နှုံးမနွယ်ကွာအော်ဟုတ်ကဲ့အောင်ဖိုးစီတရောက်ဆေးဆရာကြီးဥမောင်နဲ့တူတူမြိုင်းဟေဝန်ထဲကိုဆေးပင်ရှာလိုက်ကုန်နေကြတာဒီနေ့ဆိုရင်၃ရက်ပြည့်ပြီသူတို့ဟာတော်ကြီးရဲ့တနင်္လာစီမှာတဲငယ်တလုံးထိုးပြီးတော့နေကြတယ်နေကမဲ့ဆိုတရောင်းလုံးတရောင်းလုံးနှောက်အောင်လှည့်လေပြီးတော့ဆေးပင်ရှာတယ် ရရှိထားတဲ့ဆေးဝင်တွေကိုတော့တဲကလေးစီမှာပဲစုပုံထားပြီးတော့ထပ်မံလိုအပ်နေတဲ့ဆေးဝင်တွေကိုရှာဖွေတယ်။ဒီနေ့ကမလန့်ခဲမိုးလင်းကလေးကဆေးဝင်တွေကိုရှာဖွေလာတာနေထန်းတစ်ပြားချိန်မှာတော့ကောင်းကင်ကရုတ်တရက်ဆိုသလိုအုံမှားပြီးတော့ညှို့လာတယ်။မိုးရွာတော့မထင်နဲ့။တောထဲမှာမိုးရွာရင်သိပ်အန်တွေများတယ်။တဲကိုပြန်ကြမယ်။ဦးမောင်ဟာတောအတွင်းကိုမကြာခဏဆေးဝင်ရှာရင်းနဲ့ရောက်ခဲ့ဘူးသူမလို့တောတောင်အကြောင်းကိုသိတယ်။ချက်ချင်းတက်လာတဲ့မိုးရိမ်မိုးချီဟာတတိတနံရွာသွန်းတက်ပြီးတော့ ရှိုးရီမြောင်းနေချာကိုဇွေကတောင်ကြရည်ဖြစ်နေစီစဉ်လာတတ်တယ်။မိုးကြောင့်တောင်ပေါ်မြေတွေဟာချော့ချုပ်ပြီးတော့လူတွေချေချော်လက်ချော်လဲဖြစ်တတ်တယ်။ဒါကြောင့်ဦးမောင်ဟာဆေးပင်းကိုထပ်မရှာတော့ဘဲနဲ့တဲစီကိုပြန်မို့ပြောတယ်။ဒီချိန်မှာနှစ်ယောက်သာလဲတဲစီကိုပြန်ညားတယ်။တဲစီကိုရောက်ပြီးမကြခင်မှာတော့မိုးဟာတိတိထန်ထန်ကိုရွာတွန်းလာတယ်။မိုးရွာတော့နှစ်ယောက်သာဆေးပင်းရှာဖို့ရာကနေအဆင်မပြေတော့ဘူး။ဒီတော့တဲထဲမှာနေကြရင်လည်းရရှိထားတဲ့ဆေးပင်းတွေကိုအမျိုးအစားခွဲထုတ် သိန်းဆဲထုတ်ပို့တာတွေလောက်ဆောင်တယ်။နေ့လည်ခင်းကြတော့နှစ်ယောက်စလုံးမိုးအေးအေးနဲ့ပဲတေးတမောအိတ်ဆက်ကြတယ်။ဒီခါမှာမောင်ဖိုးစီတယောက်သူ့ဆက်နဲ့အိမ်မက်တစ်ခုကိုမြင်မှတ်တယ်။အိမ်မက်ထဲမှာတော့အရန်ကိုလောက်ပါလုံးနဲ့မမေပြူတယောက်ဟာမေမွေးတိုင်းဖမွေးတိုင်းပဲအဝတ်စားရဲလို့မပါဘဲနဲ့ကိုလုံးတင်းနဲ့ပဲရှိုက်ဖို့အတွက်တွေကိုထိပါလို့ပြပြီးတော့မောင်ဖိုးစီကိုလှန်လာတယ်။မြောင်းနေကမောင်ဖိုးစီစီမှာပဲမွေးတကောင်ရဲ့ညှို့ငယ်မှုလိုမျိုးစိုးစိုက်ကြည့်ကအဲ့ဒီကြည့်မှမောင်ဖိုးစီတယောက် ရင်တုံပန်းတုံဖြစ်လာတယ်။အနားကိုရောက်လာရင်လည်းဘာလို့လို့ဘာကံရမှမသိဖြစ်နေတယ်။ဒါပေမဲ့ကြီးနေတော့မှာပဲမဲမဲဖြူရဲ့အသွင်ဟာချက်ချင်းရှင်မျောမျောနဲ့အရေးမကြီးတစ်ခုတင်ကိုပြောင်းလဲသွားတယ်။မောင်ဖိုးစီအလန့်လကြအော်ဟစ်ဖို့ဟန်ပြနေတေးခိုက်မှာပဲ။မောင်ဖိုးစီထထတော့ဦးမောင်ရဲ့လှုပ်နှုတ်မှုကြောင့်မောင်ဖိုးစီတယောက်အိမ်မက်ကနေလို့ရတယ်။ဟောငါအိမ်မက်မှတ်နေတာပဲ။အဲ့ရစီကနေထားထိုင်ပြီးတော့ကို့ဘာသာစိတ်စစ်ပြီးတော့ရရွတ်တယ် အပြစ်မမိုးကလုံးဝတိတ်သွားပြီမောင်ဖိုးစီထားပြီ မိုးတိတ်တုံးလေးဒုတွေဒီအနာမှာစိတ်ပင်ထွက်ရှာရအောင်အော်ဟုတ်ကဲ့ဆရာကြီးမောင်ဖိုးစီကပြာကတိနဲ့ပဲစိတ်ပင်ရှာထွက်ဖို့ပြင်ဆင်နေအိမ်မကျောင်းကိုလည်းသူ့မေ့သွားခဲ့တယ်တဲစီကနေထွက်ပြီးနှစ်ယောက်သာမိုးရပီစာအချိန်မှတော့တောင်ပေါ်တောင်ကျောင်းတွေဆဲမှာစိတ်ပင်လိုက်ရှာတယ်နှစ်ပင်သုံးပင်ရပြီဆိုတော့မိုးကလည်းချုပ်စာပြုတ်ပြီးဒါကြောင့်တဲစီကိုလည်းတင်လာကြတယ်အပြန်လန်းခီးမှာအလောက်ကတစုံတစ်ယောက်ကကြည့်နေတယ်လို့မျိုး မောင်ဖိုးစီခန်းစားတာကြောင့်နောက်ကိုလှည့်ကြည့်ပေမဲ့ဘသူ့ကိုမှမတွေ့ရဘူး။ဦးမောင်ကတော့ပုံမှန်တိုင်းပဲ။မောင်ဖိုးစီလည်းသူ့ဘာသာစိတ်ထင်တာကြောင့်လော်လော်တွေးခဲ့ပြီးတော့ဦးမောင်ရဲ့နောက်ကနေခတ်တုတ်တုတ်လေးပဲလိုက်ပါသွားခဲ့ပါရယ်။တဲစီကိုပြန်ရောက်တော့ညစာအတွက်ချက်ပြုတ်ပြင်းစနေ။စောစီပဲထမင်းဆက်သွားလို့ညအုပ်ပိုင်းမှာအဲ့ရောင်ဝင်နေ။ညလေလောက်မှတော့မိုးကတိတိထန်နေပဲကြွာလာပြန်နေ။အဲ့ဒီနေ့မောင်ဖိုးစီကဒီချိန်မှနေကမကမတ်တယ်လို့အိမ်မက်ကိုထပ်ပြီးတော့မတ်တယ် ဖြူတော့ထုံးနေပြီဒါပေမဲ့အဲ့ရကနိုးပြန်တော့လေအမှတ်တမဲ့ဖြစ်သွားပြန်လေနောက်တနေ့မနက်မှာမောင်ဘိုးစီကအဲ့ရကနိုးချိန်စိတ်တွေကလေးလိုက်ထိုင်မနေတယ်ဒါပေမဲ့ဦးမောင်နဲ့တူတူပုံမှန်တိုင်းပဲဆေးပင်ရှာဖို့ထွက်လာခဲ့တယ်မိုးကတော့တဖွဲ့ဖွဲ့နဲ့ရွာနေတော့မယ်ညတုန်းကလည်းရွာထတာမို့လို့တောင်တလန်းတွေကချောင်းနေတယ်ဒီတိုင်းကဇက်တိုင်မိုးရွာနေမယ်ဆိုရင်တော့တရနေ့ရက်ဆိုတို့ပြန်มาဖြစ်မယ်ဦးမောင်ကရှင်းပြလာတယ်မောင်ဖိုးစီကတော့ဘာမှပြန်မပြောဘူး သူတို့ရှာဖွေထားတာကလည်းဆေးပင်အမျိုးမျိုးတွေတော်တော်လေးကိုစုံလင်နေပြီဆိုတော့ပြန်လဲပြန်လို့ရပြီတဏျာကိုရောက်တော့ဥမောင်ကမြေပြင်မှာတစုံတစ်ခုကိုသွားမြင်တယ်ဘောင်းဝင်ကောင်တစ်ကောင်ရဲ့ခြေဟာခြေဟာမြေဆူဆူမှာနစ်ထင်ပြီးတော့ဝင်နေတာအောင်ဖို့စီအန်တရဲ့ခေါင်းကားတော့ဒီနားမှာရှိနေပြီတင်တယ်တို့တွေအများဆုံးပြန်မယ်ဥမောင်ကပြောပြီးတော့ခြေလမ်းလေးကိုနောက်ချောင်းကိုပြန်လှည့်တယ်ဒါပေမဲ့ကံမကောင်းအကြောင်းမလားတော့သူတို့ပြန်လဲမှာပဲဘောင်းဝင်ကောင်နဲ့ပတ်ပင်တိုးတယ် မဲနေနေတဲ့အမွေးသွင်းတဲ့ဝဝင်ကောင်ဟာသူတို့နှစ်ယောက်ကိုမြင်တာနဲ့ပဲချက်ချင်းမတက်ရက်ပြီးတော့မှန်ဖြစ်တယ်။အရွယ်ရောက်ပြီးသားကောင်ဆိုတော့အယံမင်းက၆ပေကြောသွားပြီ။ဒီလောက်ကြီးမားတဲ့အကောင်ကိုတိုက်ခိုက်ဖို့ရာမောင်ဖိုးစီတို့နှစ်ယောက်စလုံးမှာဓမကလွဲပြီးတော့တခြားဘာမှပါမလာဘူး။မောင်ဖိုးစီပြီးတော့ကွာ။အတွေ့အကြုံရှိတဲ့ဦးမောင်ဟာပြပြဆိုဆိုပဲပလိုင်းနေပါတဲ့အကုန်ပစ်ချလို့ထွက်ပြေးတယ်။မောင်ဖိုးစီလည်းအစားကကြောင်အံ့အံ့ဖြစ်နေပေမဲ့တတိဝင်လာတဲ့အချိန်မှာတော့အနောက်ကိုလှည့်ပြေးတယ်။ကန်ဆိုးတီမောင်ဖိုးစီလိုပဲ တမုံရတော့မယ်ထင်တယ်။ဘဝင်ကောင်ကအရင်အူဆုံးထွက်ပြေးသွားတဲ့ဥမောင်ကိုမလိုက်ခွင့်နဲ့မောင်ဖိုးစီကသာအဲမဲပြီးတော့လိုက်တယ်။ဥမောင်ကသူ့ကိုဝဝင်ကမလိုက်မှန်းသိတော့နဘေးဘက်ကြောပါကိုတက်ပြေးပြီးတော့မောင်ဖိုးစီကိုစစ်ပုံနေတယ်။ဖိုးစီရေပြေးနော်ပြေးတာကွာ။ဖိုးစီလည်းအသက်ပေးမလို့အားတုံခွန်ဆိုင်လို့ပြေးတယ်။ဒါပေမဲ့မိုးဖိုးဘွယ်ကြာနေတဲ့အချိန်အရင်ကရွာထားတဲ့မိုးကြောင့်ပဲချောင်းနေတဲ့တောင်ပေါ်လမ်းစီကတစ်ချိန်မှချစ်ချော်ပြီးတော့အောက်ကိုပြုတ်ကျသွားခဲ့ပါတယ်။ ောင်ဖိုးစီရဲ့အာယုံတွေဟာအမောင်တိုက်စီကနေတဲ့ငါနိုးထလာတယ်။ခဏကိုတစ်ခုလုံးညိညောင်းပြီးတော့တုတ်ခတ်နေတာကိုထူးထူးကဲကဲစမ်းမိတယ်။ဘာကြောင့်လဲမသိ။တစုံတစ်ခုကခန္ဓာကိုယ်နှံ့ကိုနေနေတသာပုတ်သက်ကင်တွင်နေတာကိုလည်းစမ်းမိတယ်။အဲ့ဒီအထိတွေ့မှာသူ့ရဲ့စိတ်ကံစားချက်တွေဟာနေဝင်ပြီးတော့တာယာနေမိတယ်။လေးလံလုံးနဲ့မျက်ဦးတွေကိုအာတေမီဖွင့်ကြည့်တယ်။ပါထမတစ်ချက်ဖွင့်မှာတော့သူဟာတက်တလုံးအတွင်းမှာရောက်ရှိနေပြီးမျက်ဦးတွေကပြန်လဲမိတ်သွားပြန်တယ်။နောက်တစ်ချိန်အာတုံလို့ ပြန်မေးဖွင့်ကြည့်တယ်။ဟာမိမေဖြူတယောက်ပါလား။မိမေဖြူဟာသူ့ခန္ဓာကိုယ်ပေါ်မှာမေမွေးတိုင်းဖတ်မွေးတိုင်းအဝယ်စားမပလာပဲနဲ့လုံးဝရှိနေတာ။ဟာသူလည်းမိမေဖြူနဲ့တူတူပဲလား။သူတို့ချင်းခန္ဓာကိုယ်တွေကလည်းပုကန်ညှိတွေ့နေတယ်။မိမေဖြူစီကဆန်နယ်ရှိတွေကသူ့ရဲ့ခန္ဓာကိုယ်ပေါ်စီမှာအပုံလိုက်ရှိတယ်။ဒါသူတို့ချင်းမောင်ဖိုးစီလုံးဝစက်မတွေးတော့ဘူး။စိတ်ကိုအားတက်ပြီးတော့နှုတ်ဖြားကနေမင်းမင်းမင်းဘယ်သူမင်းမပြူဟာ ်ဘောင်ဖိုးစီရဲ့စကားတော့မဆုံးသေးဘူးနှက်ခမ်းတွေစီကိုသူ့ရဲ့လက်ညှိုးလေးနဲ့ညှင်းတက်တာတိပိတ်တယ်ဒီတီတွေကိုပုံမခန်းစားပြီးတော့ဘောင်ဖိုးစီတယောက်မြန်ဝန်းတွေကပြိမ့်မိတ်သွားပြန်နေဥမုံတယောက်ဘောင်ဖိုးစီပြုတ်ကျသွားရာခြောက်ထဲစီကိုခရခဲဆဲဆင်းပြီးတော့လိုက်လံရှာပွေးတယ်ရှာပွေးတဲ့ခြောက်မှာလဲနှုတ်ကနေတောအုပ်တံပေးလို့ရှာပွေးတယ်သူ့ခြောက်ထဲကိုဆင်းပြီးရှာပွေးနေတာနိုင်နေငယ်ကြာနေပြီဒါပေမဲ့အခုတိဘောင်ဖိုးစီကိုမတွေ့သေးဘူး နောက်ကနေအစမပြတ်អော်ခေါ်ပြီးတော့ဘိုးမောင်တောကိုတိုးပြီးတော့ဝင်လာတယ်။တနေရာကိုရောက်တော့စမ်းချောင်းလေးနဲ့ပြေကတဲလေးတလုံးကိုတော့တွေ့တယ်။တဲလေးစီသွားပြီးတော့အကူကြီးတောင်းရမယ်လို့တွေ့ပြီးတော့ဥမောင်ခက်တတော်လေးပဲခြေလှမ်းလိုက်တယ်။တဲနာကိုရောက်လာတော့ခြေလှမ်းလေးကို ရက်ပြီးတဲရှင်ကိုလှမ်းအော်ဖို့ပြင်တယ်။ဒီချိန်မှာပဲသူ့နောက်စီကခြေတန်ကြရတယ်။နေမတူလဲ။ဒီကိုပါလာလောက်တာလဲ။မာချာခက်တံလုံးနဲ့တန်းကြောင့်ဥမောင်လှည့်ကြည့်ပြီးတော့အသက်80ရွယ်လောက်ရှိမဲ့ အဖွားအုပ်ကြီးတယောက်တောင်မွေးထောက်ပြီးရန်နေတွေ့ရတယ်။စိတ်ကလည်းဒီတော်ထဲမှာဒီအမေကြီးကရုံးမရွရွလာလို့တွေ့လိုက်မိတယ်။ဟဲ့ငါမင်းနေတယ်လေ။အော်ဟုတ်ကျုပ်ကျုပ်လေကျုပ်တူလေးဝန်းဝန်းကောင်းကြောင်ဒီကြောင်ထဲကိုကြာသွားလို့လိုက်ရှာနေတာပါ။ဥမုံရဲ့အဖြစ်စကားဆုံးအဖွားအုပ်ဟာခက်ဆက်ဆိုင်ပဲစိတ်ကြည့်တယ်။ဘသူမှဒီကြောင်ထဲကိုကြာမလာဘူး။မင်းဒီနေရာကထွက်သွားလိုက်တော့အမဟုတ်ဘူးဗျကျုပ်တူလေးကြာသွားတာကိုကျုပ်မျက်စိနဲ့ဟဲ့ကောင်ဘယ်သူမှကြောက်မလာဘူးလို့ငါပြောပြီးပြီ ကလားနာတိုက်ချင်နေရလားငါဒေါသမထွက်ခင်နင်းသွားတော့အဖွားဟာအတင်းကိုမမဲလှုပ်တယ်သူ့မုံလဲမောင်ဖိုးစီဒီကြောက်ထဲကိုကြာတော့တာတေချာမြင်လားဆိုတော့ဒေါသကလည်းထောင်းကနေပဲထွက်သွားတယ်ကျုပ်မျက်စိရှိတဲ့ကြာသွားတာမို့လို့စဉ်းချတာဗျဒါကိုခမားကမစီမဆိုင်နဲ့ဟိန်းလာဟာလာလာပြီးတော့လုံနေရလားတဲ့ဒီကောင်ဟာလေမตาပေါ်ချင်နေပြီထိုင်ကနေကြောနေအသက်ဝင်စမ်းအဖွားကပြောပြဆိုနေသူ့လက်မှာကင်ထားတဲ့အနက်ရောင်တောင်ပွဲကိုမျိုးစီကိုပြချတယ် တောင်မွေးရမြေကြီးကိုရောက်တာနဲ့ဆက်ချင်းအနဲ့ရမွေးကြီးတကောင်တင်ကိုပြောင်းလဲသွားပြီးတော့သဘင်းကြီးထောင်လို့တဖိုးဖိုးနဲ့နှာမဟုတ်တယ်။ဒီချိန်မှာအဖွားကြီးကသူ့ရဲ့ခေါင်းကြီးကိုလက်တစ်ဖက်နဲ့ဆွဲပြုတ်ပြတယ်။ခေါင်းကြီးကခန္ဓာကိုယ်ကနေပြုတ်ထွက်ပြီးတော့လက်ထဲမှာတန်လန်ကြီးဖြစ်နေတယ်။ဒီမြင်ကွင်းကြောင့်ဦးမောင်ဒေါသတွေပြောက်ပြီးတော့ဟာကနေဟင်ကနေဖြစ်ကသိပ်ပြတ်သွားတယ်။ဟာအမေကြီးကျုပ်ကမသိလို့ပြောမှဆိုမှဖြစ်တာပါဗျာ။ကျုပ်ကိုဖွေမိပါနဲ့ဗျ။သွားဆိုသွားပါမယ်။လို့ဆိုပြီးခြောက်ကနေလက်ထွက်လို့နောက်လှည့်မကြည့်စတာပြေးတယ်။ ငါမှအလုပ်ရှိသေးလို့နော်နင်းကန်ကောင်းသွားတယ်မတ်အဖေါကြီးဟာသူ့ကောင်းကွန်နေရာတကျပြန်တက်လို့ဦးမောင်ရဲ့နောက်ကျောကိုကြည့်လို့ရေရွချင်းသွားတယ်ပြီးတော့တဲစီကိုလှမ်းဝင်သွားတဲ့ချိန်တောင်မွေးကနေပြောင်းသွားတဲ့မွေးကြီးဟာနောက်ကနေရှောကနေနေအောင်လိုက်ပါတော့ခဲ့တယ်ဦးမောင်တယောက်ကြောက်အားလှန်နေပဲရှိုးတဲ့ကနေအပြေးတက်လာမိတယ်အစဲနှုံးကခက်ခဲပေမဲ့အခုပြန်တက်တော့ကြောက်စိတ်ရဲ့စေရောကြောင့်ပဲဘယ်ကနေဘလို့အပြော်ပြန်ရောက်လာလဲမသိဘူးအဘေါ်ကိုပြန်ရောက်ပြန်တော့လဲ အဲစီကိုရအောင်အာတုံကွန်ဆိုက်ပြေးတယ်။ဘဇက်ကနေလဲဆုံးမကြီးဆိုပြီးအဆက်မပြေရွတ်တယ်။သူ့ဘဝမှာအခုလိုမျိုးပြပြကိုတစ်ခါမှမကြုံခဲ့ပါဘူး။အခုတော့မြေဝါထင်းနေကိုပဲတောင်မွေးကနေမွေးဖြစ်ကိုပြောင်းသွားကြည့်တယ်။ပြီးတော့သူ့ကိုရံမှုတိုက်ခိုက်ဖို့စိတ်ပါလာတယ်။သူ့ပြက်စရာကောင်းလို့နဲ့အခိုက်တမဲ။သူကစောစောတာမတောင်းဝင်ခဲ့မိရင်အမြန်ဆုံးတာမပြေခဲ့မိရင်အခုလောက်ဆိုအဖေါ်အုပ်ကြီးပြောတယ်လို့မသားပေါ်နေလောက်ပြီ။ ဦးမောင်တယောက်ပြေးလာတာတဲစီကိုရောက်တယ်တဲတဲကိုပြေးဝင်တော့တစုံတယောက်နဲ့ဝန်တိုက်မိတယ်ဒီချိန်မှာဦးမောင်လည်းကြောက်တန်နေကြနဲ့စုံးမကြီးဆိုပြီးအော်လို့ထိန်ထိုင်းရဲလဲကြသွားတယ်ပြီးတော့တစ်ဖက်ကတုတ်တက်လိုက်တဲ့သူကလည်းသူ့လိုပဲလဲကြသွားတယ်တိုက်မိသူကဘယ်သူမှလည်းမသိဘူးဦးမောင်ပြပြတက်လဲကြည့်လိုက်တော့အယူတယောက်သပင်းကဆုတ်ဖွာပြီးတော့နေကြောင်နေလို့ဘဝစားတွေကလည်းပေရေပွားနေတယ်ဘာတွေထိတာမှမသိတဲ့ဖောင်းကားနေရလို့အကြီးတလုံးကိုလည်းလွှဲထားတယ် ။အော်ငါတို့တော့နှစ်သားလေးနားလိုက်တာနော်။အရေးစီကနေညီတော်ဆန်ကြောင့်ဥမအောင်ရချင်းစိတ်ဖြစ်သွားတယ်။ဒါပေမဲ့ခုနကကြုံလာရတဲ့ဆုံးမကြီးကိုမျက်စီထဲမှာလည်းမြင်အောင်လာမိတာမလို့တောက်တဲ့စိတ်ကပြန်ပြီးတော့ဖြစ်လာတယ်။ဆုံးမကြီး။ဘဲကဆုံးမကြီးလေ။ဆုံးမကြီးလေ။ရှိုးထဲမှာအဲ့အဲ့နေပါအောင်။မင်းကလူစင်စင်ဟုတ်ရဲ့လား။အော်ငါတို့တော့နှစ်သားလေးကလူစင်စစ်လေလူတော့တိတ်မဟုတ်ဘူးနဲ့နဲ့ပေါင်းလာတာ လို့လုံးမဟုတ်ဘူးဆိုတော့မင်းကကိုဆုံးမကြီးကလွတ်လိုက်တာလားဘဲကဆုံးမကြီးလဲငါသူတော်ကနှစ်သားလေးငါကနှစ်သားလေးသူတော်တဲ့သူယူကဟိတ်နေဟန်နဲ့လောက်ပြတယ်ဥမောင်လည်းစိတ်ထဲမှာဆုံးမကြီးလွတ်တာမဟုတ်ဘူးလို့ယုံကြည်သွားမိတယ်ဆုံးမကြီးငါဆုံးမကြီးကိုတွေ့လာလို့မင်းကရောက်ခဲ့တယ်ကဒီဆုံးမကြီးပဲပြောနေတာဆုံးမကြီးကကြောက်စရာကြီးဟာခေါင်းကြီးကိုသူ့ရဲ့ခန္ဓာကိုယ်ကနေဆွဲဖြုတ်တာအယူမျက်လုံးတွေကလေကလေဖြစ်သွားတယ်နေအတော်ကြောက်တတ်တာပဲကဲကဲကဲ ဲ့ဒီကြောက်စိတ်ကိုဖယ်မင်းပြောတဲ့ဆုံးမကြီးကိုငါသူတော်လေးဖြည့်ရှင်းပေးမယ်နင်းသွားလို့မရဘူးနော် သွားရင်နင်းကိုပါတူတက်လိုက်မယ်ပြောမှတာပြောစမ်းပါဥမုံလည်းဟဟုတ်မဟုတ်ဟုတ်လူတွေရဲ့သဘောအရမိမိတွေ့လာရတာကိုတဘာသူစီပြပြတဲ့ငြင်းတိုင်းပဲသူ့ကြုံတွေ့ခဲ့တာကိုပြပြတယ်အဲ့ဒီဆုံးမကြီးကလည်းနားမနေတာလဲဟိုဘနာကရှိုးတယ်မှာငါသူတော်နှစ်သားလေးသွားလိုက်မယ်အယူကပြပြဆိုဆိုနေရာကနေလှမ်းထွက်သွားတယ်ဥမုံကတော့ အရွေးဖို့အပြေးဝမယုံကြည်ရတာမလို့တဲစီမှာပဲကြံ့ရရင်ဒေါစီကလည်းပြန်မို့ကိုပစ္စည်းတွေကပြကတိပဲလိုက်သိမ့်နေသူတို့တယောက်အเจ้าလုံနေတဲ့လူကြီးတယောက်ညွန်ပြရရှိုးတဲ့ကိုစိတ်မလုပ်တဲ့တကယ်တော့သူတို့ဒီတော်တဲ့ကိုရောက်နေတဲ့အကြောင်းဟာဘိုးစကြကလူယောက်ျားနဲ့တန်ဝါသားပြုကထုံကူးမဲ့ကဝေမကြီးတယောက်ကိုဆုံးမစေဖို့စိတ်လွတ်တာကိုရကအเจ้าလုံနေတဲ့သူရဲ့ပြောပုံအရကဝေမကြီးဟာသူ့အတွက်တားကောင်ဖြစ် မောင်ဖိုးစီဆိုတဲ့ကောင်လေးကိုဖမ်းဆီးထားမိသွားပြီ သို့တော့နားရဲပဲ့တင်လာတဲ့အတန်းကြောင့်သို့တော်ခြေလမ်းတွေဟာတန့်ကန်နေဖြစ်သွားတယ်။ဟေးဟေးဟိုတကြားသို့တော်ကိုပဲသွားနေတာရောက်တော့မယ်။နေနောက်ကြတော့မယ်မမြန်သွား။ဟိုကဝေမကြီးဟာသုံးချိန်မြောက်တန်ဝါသာပြုတ်ပြီးသူ့ရဲ့ကဝေထုံမှုဟာပြီးဆွေးသွားပြီ။အဲ့ဒီကရန်ငင်းကိုပဲလူအသက်တချောင်းဆုံးပါသွားတော့မှမဟုတ်လို့နောက်မှလည်းလူအသက်တွေထပ်ပြီးတော့ဆုံးပါရလိမ့်မယ်။ဟုတ်ကဲ့ဘုရားတကြား။နင်စိတ်လိုက်မှပါလေ။ရှောက်မလုံးနဲ့ဦး။ ်နေ့စီကကြောက်စင်းကဝင်နဲ့လည်းဒီကိစ္စကိုဖြေရှင်းခံကြလာဘိုးတရားလို့သူ့တော်သုံးထုံးတဲ့သူဘိုးစာတီဟာအရင်လိုသူ့တော်တယောက်စိတ်လိုက်မှန်ပါတဖြစ်မှာကိုမဖြစ်စေလို့လို့သတိပေးစကားဆိုရယ်ဆက်ကြပါဘိုးတရားသူတော်ကိုပါတာထိန်ချောင်းတက်နေပါပြီပြောလိုက်ရင်ဒီလိုပဲဒီလိုဆိုပြီးတော့ဘိုးတရားတန်ပြောက်သွားတယ်သူတော်လည်းရှိုးတဲ့ကိုဆက်စင်လာတယ်ခဏကြာမှာတော့တဲလေးကိုလှန်တွေ့နေရပြီတဲလေးဟာသူတော်ရဲ့အမြင်မှာလှလုတ်ခတ်ခတ်ဖြစ်နေတာတွေ့မိတယ် ငါအထဲကိုဝင်သွားလို့တော့မရဘူးအပြင်ကနေပဲလှမ်းခေါ်ထုတ်မယ်သူတို့ဟာပြောပြောဆိုဆိုနဲ့အနည်းကခဲလုံးတွေကိုကောက်ပြီးတဲကိုလှမ်းပြတယ်တပုံးပုံးနဲ့ကြနေတဲ့တဲတွင်းကနေအတန်ကြောင့်ပဲထမင်းရှားထားတဲ့မမေဖြူတယောက်ဒေါသထွက်လာတယ်ဟဲ့ဘဲကတောက်ယူကောင်းလဲငါတဲကိုခဲနေပေါက်နေတာသိချင်လို့လားမမေဖြူဟာဒေါသတကြီးပြောပေးမယ်သူတို့ကတဟားနဲ့ရှိမောတယ်ဟဲ့ခွေးမသားလေးနင့်ကိုပြောနေတာနင်းမနာတတ်ဘူးလားမလုပ်ပါနဲ့အဘောက်ကြီးကအသက်နဲ့မလိုက်အောင် ငယ်ရွယ်နှုတ်ပြနေလို့တော်တော်ကအံ့ဩပြီးတော့ရီမိတာပါအသက်နဲ့လိုက်ဖက်အောင်လို့မူလာပြန်လိုက်ပါဒါဆိုသူတော့မရီတော့ဘူးတပတ်ကမမေပြူဟာရှူရှာဖြစ်သွားပြီးတော့သူ့တကောလုံးကိုလက်နဲ့တချတော့ငုံကိုမူလာအတွက်အဖောက်ဟောက်ကြီးဖြစ်သွားတယ်ဟဲ့ဟဲ့ငါသူတော့နှစ်သားလေးရဲ့စကားကိုနားထောင်တာပဲထပ်ပြီးတော့ကြိလျအောင်မယ်အယုဟာသူ့ဘာသာတယောက်တည်းရေရွတ်ပြီးတော့အဖောက်ဟောက်ကြီးကိုကြည့်တယ်တဲတဲကလူသားလေးကိုပါနင်းဆက်တွေရုပ်ပြီးတော့ပြန်လှုပ်ပေးလိုက်ပါ နင်းကဘာကောင်မို့လို့ငါ့ကိုအမိတ်လာပေးနေရလဲငါသူတို့ကနှစ်သားလေးမို့လို့အမိတ်ပေးနေရလေအယူကလာပြီးတက်တက်နှောက်ရှက်နေတာအမြန်ဆုံးရှစ်ပြတာကောင်းမယ်အဘေါ်ကြီးကရေရွတ်ပြီးတော့သူတို့စီကို တောင်မွေးနဲ့လှမ်းပြတယ်တောင်မွေးကလမ်းကုတ်လက်မှာနေမယ်မွေနဲ့ကြီးတကောင်ဖြစ်သွားတယ်အယူစီကိုလွင့်ပြန်လာတော့အယူကလွယ်အိတ်တဲကတစုံကိုတုတ်ခါပြန်ပြတယ်ချိန်ငင်းတဲ့အတန်လေးတူပတ်ဝန်းကျင်တစ်ခုလုံးစိမ့်ဖက်တဲ့အလင်းအောင်လေးဖြာထွက်ပြီးတော့လွင့်ပြန်လာတဲ့မွေကြီးဟာ အပိုင်းပိုင်းပြတ်ထွက်သွားသလိုတစ်ဖက်က အဖွားကြီးလည်းတစုံတစ်ယောက်ကခြေသိမ်းပြီးတော့ရိုက်ချသလိုဒုတို့ရဲ့သားလဲချလို့သွေးလည်းပပွက်အံပြီးသွေးထွက်ကြလာတယ်။သူတို့လက်ချက်ကို အားလုံးနားလိုက်လိုက်ပြီးသူတို့ဟာလက်ကိုပြန်ချတယ်။ဒီတခါဖြာထွက်နေတဲ့လင်းရောင်တွေဟာသူ့လက်ပွားစီမှာလာရောက်ဆုပ်ဝေးပြီးတော့ကြောက်စင်းအယုတ်ကလေးဖြစ်သွားတယ်။ကြောက်စင်းယုတ်ကဆွမ်းတာပဲ။သူတို့ကပြောပြတာနဲ့အယုတ်ကလေးကိုလွှဲထဲကိုပြတ်ထည့်တယ်။နောက်တော့တဲစီကိုလှမ်းသွားတဲ့အချိန်တဲတဲကနေကပြိုကပြိုနဲ့လူငယ်တယောက်ပြေးထွက်လာတယ်။ မောင်ဖိုးစီဆိုတာသူပဲနေမယ်နမိမယ်ပိုနမိမယ်ကျုပ်စီကထပ်မသွားပါနဲ့မောင်ဖိုးစီကနှုတ်ကနေတဖက်ဖက်အော်ဟစ်ပြီးတော့ကြောင်စီစီမြောင်းဦးနေနဲ့ဟိုဟိုတီတီပြေးလွှားနေရသူတို့ကောင်မြင်တော့နမိမယ်ဆိုပြီးပြေးချလာတယ်သူတို့လည်းသူ့စီကိုပြေးလာတဲ့မောင်ဖိုးစီကြောင့်ညလုံးပြူသွားပြီးတော့အိတ်ထဲကချီမန်ကွန်းလေးကိုထုတ်အလှမ်းမြတ်ဆွတ်ချတယ်ချီမန်ကွန်းဆွတ်မိသွားတဲ့ချိန်မှာတော့မောင်ဖိုးစီဟင်းကနေတပင်ချပြီးငူလာတိပြောင်းဝင်လာတယ်သူနဲ့ဘေးကနေဒုထောက်ရတာဖြစ်နေတဲ့အဖွားကိုမြင်တော့ရုတ်တရက်မောင်ဖိုးစီအံ့ဩသွားတယ် ီးတော့သူတော်ကိုကြည့်လို့နမ်းမိမယ်ကောနမ်းမိမယ်ဆိုတာမရှိဘူးသူ့ကိုလည်းနဲ့စိတ်ဝင်စားမနေနဲ့မောင်လူသားပုံမှန်နင်းဆရာကြီးကပြန်တော့မှာမလို့အချိန်မီအောင်ပြန်သွားတော့ငါသူတော်လေးနေနှုတ်ကို လိုက်ပို့ပေးမယ်သူတော်ကပြောဆိုပဲမောင်ဖိုးစီလက်ကိုဆွဲလို့ရှူဘော်ကိုတက်ခဲ့တယ်အပေါ်ကိုရောက်ပြီးတဲ့နောက်မှာတော့တဲစီကိုခက်တက်တော့လှမ်းနေရလူလူချိန်မှာပဲသူတို့ဟာမောင်ဖိုးစီစီကိုတင်းတစ်ချက်ပေးပြီးတော့တဲကိုရောက်တဲ့နဲ့တန်းပြီးတော့မြို့ချဖို့မှားတယ်တယောက်သေးပြန်စီလိုက်ပါက ရက်ကြီးလို့နေပြီးတော့ကြံခဲ့တယ်သူတို့ဆရာတွေပြင်ပြန်ဆောင်ကျင်တော့